မြန်မာရေတွင်တရုတ်အစိုးရဝင်ရောက်ဆွဲဖက်မှုစန့်ကျင်ကြောင်းနှင့်စစ်ကောင်စီဘက်မှရပ်တည်သောတရုတ်အစိုးရကိုစန့်ကျင်ကြောင်းအမေရိကန်နိုင်ငံနယူးယောက်စီးတီးရှိကုလသမဂ္ဂဆိုင်ရာတရုတ်တန်ရုံရှိမှနယူးယောက်ရှိမြန်မာများစုဖွဲ့ထားသော NYCBC ကဥဆောင်၍ဆန္ဒပြခဲ့ကြပါသည်။ဇွန်လ10ရက်နေ့ကဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတရုတ်အစိုးရကစစ်ကောင်စီဘက်ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီးတော့မြန်မာရေမှဝင်ရောက်ဆွဲဖက်နေခြင်းများရပ်တန့်ရန်မြန်မာအရေးတက်ကြွလှုံ့ဆော်သူများနဲ့ NYCBC အဖွဲ့ကဥဆောင်ဆန္ဒပြခဲ့ခြင်း င်းဖြစ်ကြောင်းဖော်ပြလာကြပါတယ်။တရုတ်စိုးရအနေနဲ့စစ်ကောင်စီပြုလုပ်တဲ့တရားမျှတမှုမရှိတဲ့အတူယောင်ရွေးကောက်ပွဲကိုမထောက်ခံရန်စစ်ကောင်စီကိုစစ်လက်နက်များမထောက်ပံ့ရန်မြန်မာမျိုးနွယ်ပွားများကတောင်းဆိုခဲ့ပြီးတော့မြန်မာပြည်သူများကြုံနေရတဲ့အခက်အခဲများကိုထောက်ထားပေးရန်တိုက်တွန်းခဲ့တယ်လို့ NYCBC ကအသိပေးဆန္ဒထုတ်ပေါ်ခဲ့ကြပါတယ်။ ကလင်းငယ်များတက်ကြီးရွယ်အုံများပါဝင်မြန်မာပြည်သူများပေါ်တရားဥပဒေမဲ့အကြမ်းဖက်တပ်ဖြတ်မိရှုပ်ဘုံကျဲမှုများနေစဉ်ရက်ဆက်ပြုလုပ်နေတဲ့မြောင်းလိုက်အပါဝင်စေုပ်စုအားရက်တီထောက်ခံပေးနေတဲ့တရုတ်ကွန်မြူနီအစိုးရရဲ့မှားယွင်းသောမူဝါဒကိုပြင်းထန်စွာကန့်ကွက်ရှုံချကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဆန္ဒထုတ်ဖော်မှုကိုလည်းတိုက်ရိုက်ထုံးလွှင့်ခဲ့ကြပါတယ်။2021ခုနှစ်မှာဒီမိုကရေစီအစိုးရထံမှမတရားအာဏာလုယူပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်ပါဝင်အစိုးရကောင်ဆောင် ောင်များလွတ်တော်ကိုယ်စားလှယ်များအားဖမ်းဆီးထောင်ချခဲ့သည့်အာဏာရှင်များကိုပြည်သူများကမထောက်ခံဘဲနဲ့တုံ့နှံခဲ့ကြသည်မှာလေးနှစ်ကျော်ရှိပြီဖြစ်ကြောင်းဆန္ဒပြပွဲဥဆောင်သူအမျိုးသားတို့ကပြောကြားခဲ့ပြီးတော်လည်ရေးကပေါင်ဖွားလာတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတကဲနဲ့ထောက်ခံကြောင်းအသိပေးပြောကြားခဲ့ပါတယ်။အာဏာသိမ်းပြီးလေးနှစ်ကျော်အတွင်းစစ်ကောင်စီကတပ်ဖြတ်ခင်ရာခလင်းငယ်များပေါင်းဝင်ပြည်သူများစွာကိုတပ်ဖြတ်ခဲ့တဲ့စီအိုစုကိုရက်တီပေးနေမှုကိုတရုတ်ဆိုရအနေနဲ့ရက်တန်းကရက်ပေးရန်လဲထပ်မံပြီးတော့တောင်းဆိုခဲ့ ကြပါတယ်တရုတ်ရှိချင်းပင်အစိုးရအနေနဲ့ရတန်းကရက်ဖို့ကျွန်တော်တို့ဒီနေရာကနေပြီးတော့တောင်းဆိုပါတယ်ပြင်းပြင်းထန်ထန်လဲကန့်ကွက်ပါတယ်လို့ဆန္ဒပြပွဲဦးဆောင်သူများကပြောကြားခဲ့ပါတယ်စီအိုစုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည်သူများကခွင့်မပြုကြောင်းပြည်သူဆန္ဒမပါဘဲရွေးကောက်ပွဲလုပ်ခြင်းကိုပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ရွေးကောက်ပွဲလုပ်ဆောင်သူများကိုပြင်းထန်စွာအပြစ်ပေးမည်ဖြစ်ကြောင်းဆန္ဒပြပွဲဦးဆောင်သူကပြောကြားခဲ့ပါတယ်တရုတ်ကွန်မြူနီအစိုးရကြာရှုံးပါစေရှီကျင်းပင်အစိုးရကြာရှုံးပါစေဟုလဲဆန္ဒပြသူများကကြွေးကြော်ခဲ့ကြပြီး ်။နှွေဦးတော်လှန်ရေးအောင်ရမယ်အရေးတော်ပုံအောင်ကိုအောင်ရမယ်ဆိုပြီးတော့ကြွေးကြော်ခဲ့ကြပါတယ်။ထို့ပြင် China Crown of Burma China ရှိမှုယူဆသားများကိုရှေးသားဖော်ပြပြီးတော့တရုတ်သမ္မတရှီကျင်းဖင်ကိုအလုံးမရှိကြောင်းဖော်ပြတဲ့ပုံကိုကန်ဆောင်ပြီးတော့ဆန္ဒထုတ်ဖော်ပြတာကိုလည်းတွေ့ရပါတယ်။ငါတို့အနာဂတ်ငါတို့ကိုယ်တိုင်ဆုံးဖြတ်မယ်လို့လည်းဆန္ဒထုတ်ဖော်သူတွေက ဖော်ပြကဆီယနာရှင်စနစ်ကိုစန်းကျင်ကန့်ကွက်ကြောင်းပြသခဲ့ကြပါတယ်။